အဓိကရန်ပုံငွေထောက်ပံ့သူအမေရိကန်ဆိုရထံမှငွေကြေးကူညီများမရေရာမှုကကုလသမဂ္ဂအတွက်စိန်ခေါ်မှုများစွာဖြစ်ပေါ်စေခဲ့ပါတယ်။အမည်မဖော်လိုတဲ့ကုလသမဂ္ဂအကြီးတန်းရာရှိတဦးကတပ်ဖွဲ့ဝင်နဲ့ရဲဝင်နှံတောင်းသုံးတောင်မှတောင်းလေးတောင်ခန့်ကို ရုတ်သိမ်းရမည်ဖြစ်ပြီးအရက်ဖွဲ့ဝင်နှံများအပေါ်လဲတက်ရောက်မှုများရှိလာနိုင်ကြောင်းပြောကြားခဲ့ပါတယ်။ဤလျှော့ချမှုသည်တောင်ဆူဒန်၊ကွန်ဂို၊လက်ဘနွန်၊ကိုဆိုဗို၊ဆိုင်ပရပ် အလဲပိုင်းအာဖရိကအနောက်ပိုင်းဆာဟာရဂိုလန်ကုန်းမြစ်နယ်ဆူဒန်ရှိငင်းငင်းမြစ်ရှင်များပေါ်တည်တာထင်ရှားတဲ့တက်ရောက်မှုများဖြစ်ပေါ်စေမည်ဖြစ်ပါတယ်။အမေရိကန်သည်ကုလသမဂ္ဂ၏အဓိကအလှူရှင်ဖြစ်အတုံးရဲ့26ရာခိုင်နှုန်းကို ထောက်ပံ့ထားပြီးတရုတ်က24ရာခိုင်နှုန်းဖြင့်ဒုတိယနေရာတွင် ရှိနေပါတယ်။သို့သောအမေရိကန်သည်2025ဘဏ္ဍာရေးနှစ်အတွက်ဂရုပြုထားတဲ့ဒေါ်လာ1.5ဘီလီယံနဲ့ ယခင်ကျွေးကြံဒေါ်လာ1.3ဘီလီယံလို့ကိုပေးချေရန်ကြံရှိနေပါသေးတယ်။အမေရိကန်ဆိုရသည် မကြာမီဒေါ်လာတန်း680ခန့်ပေးအပ်ရန်ဆွေးနွေးနေတော်လဲလွှတ်တော်တွင်ဘတ်ဂျက်ဆွေးနွေးမှုများမအောင်မြင်မှုကြောင့်အစိုးရရန်နေရာရပ်တန့်နေတဲ့အခြေအနေကနှောင့်နှေးမှုများဖြစ်ပေါ်စေနိုင်ပါတယ်။ထရန်ဆိုရသည်ကုလသမဂ္ဂ၏နိုင်ငံတကာရေးရာစွမ်းဆောင်ရည်ကိုလူသိရှင်ကြားဝေဖန်ထားပြီး2024-2025အတွက် ငင်းငင်းမရှင်အသုံးရဒေါ်လာတန်း800ခန့်လျှော့ချခဲ့ပါတယ်။ဒါအပြင်မာလီလက်ဗနွန်နဲ့ကွန်ဂိုရှိမရှင်များမအောင်မြင်မှုကို ထောက်ပြပြီး2026ခုနှစ်အတွက်ငင်းငင်းဘတ်ဂျက်များဖယ်ရှားရန်အိမ်ဖြူတော်ကအဆိုပြုထားပါတယ်။ဒီဘတ်ဂျက်လျှော့ချမှုသည်ကမ္ဘာငင်းငင်းနဲ့တည်ငြိမ်ရေးအတွက်ကုလသမဂ္ဂ၏အခမ်းကဏ္ဍပေါ်ရေရှည်တက်ရောက်မှုများဖြစ်ပေါ်လာနိုင်ကြောင်းသုံးသက်သူများကသတိပေးထားပါတယ်။